ထိုင်းနိုင်ငံရောက်အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းအလို့သမားတွေအနေနဲ့ certificate of identification CI မှာ PJ passport တို့ပြောင်းရမှာဘလို့အခက်ခဲတွေကြုံတွေ့နေရလဲဆိုတဲ့အပေါ်အားလုံးကစောင့်ကြည့်နေကြပါတယ်။ CI မှာ PJ ပြောင်းသူတွေဟာအရင်ကအခြားနိုင်ငံတွေကိုတွားရောက်လည်ပတ်ခွင့်ရှိခဲ့ပြီးမယ်စက်တင်ဘာ25ရက်ကစပြီးအလို့သမားနိုင်ငံကိုလက်မှတ် PJ passport မှာထိုင်းနိုင်ငံမှာနေထိုင်လောက်ကန်ရတဲ့မြန်မာနိုင်ငံကိုပြန်လာဖို့အတွက်သာအသုံးပြုရမယ့်တစိုက်တုံးရိုင်းနှိပ်ထားတယ်လို့သိရပါတယ်။ စီရင်ကန်ဆောင်ထားတယ်မြန်မာရွှေပြောင်းအလုံသမားတွေအနေနဲ့ထိုင်းနိုင်ငံမှာဒါနေထိုင်ရက်တည်မယ်ဆိုလျင်အဲ့ဒီကန့်သတ်ချက်နဲ့ပတ်သက်ပြီးအခက်အခဲအကျက်သေးမရှိနိုင်ပေမဲ့တခြားပြည်ပနိုင်ငံတွေမှာဆက်လက်ပညာသင်ကြားလူသူတွေဖြစ်ပါကရီမန်းချက်တွေအတွက်နှစ်နာဆုံးရှုံးမှုတွေရှိတယ်လို့ထောက်ပြကြပါတယ်ဒါအပြင်မိမိတိုးတက်မဲ့အခွင့်အလမ်းတွေရှာကျင်တဲ့အတွက်အခြားနိုင်ငံကိုသွားဖို့ဇွဲရှိစွာစ조사နေသူတွေမှာလည်း အဲ့ဒီကန့်သက်ချက်ကြောင့်နင်းနာဆုံးရှုံးမှုတွေများစွာရှိတယ်လို့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှာအလို့သမားရေးတာဝန်ခံဦးမင်ဦးမှ CNN သတင်းဌာနကိုပြောပါတယ်။ဆက်ရပါတယ်ဒီကအော်ပြောမယ်ဆိုတော့အများကြီးတော့ဒီမှာပဲတော့နေထိုင်ရက်တည်ပြီးတော့အလုပ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီဦးရေကဒီမှာတွားလာနေတဲ့ဟာတော့အာပိတ်တာတော့မရှိတော့မှဒီထဲမှာကျွန်တော်ပြောရဲတချို့ရေဆိုလို့ရှိရင်လည်းရှင်ရအောင်လို့ဒီမှာဆိုရင်လည်းနောက်ပိုင်းမှာဒီမှာနေပြီးတော့ 調査အပ်တော့ပြီးတော့ပညာရှင်တွေနဲ့လူတွေတခြားနိုင်ငံသွားဖို့အတွက်ဟိုဟာရွေးချယ်ရှိတဲ့調査လူတွေအတွက်ဆိုရင်ဒါအင်မတန်မှနေလာတဲ့ဆုံးရှုံးမှုပေါ့နောက်ပြီးတော့အကြောင်းများများဒီလိုတစ်ပြေးရောက်ရှိလာပဲရောက်ရှိလာပြီးတော့မှအဲ့လိုမျိုးအလားအလုံးသမားအင်းနဲ့ရက်တည်ပြီးတော့တစ်ခါခုနတတိယနိုင်ငံတွေမှာပညာပင်နဲ့လူတွေသူတို့ရဲ့ကျိုးစားအထုတ်ပြီးတော့ဟိုပါဘောရေချက်ထားတဲ့ရင်းနှီးချက်တွေပြောတော့အင်မတန်မှအာဘယ်လိုမှမင်းနာတာပေါ့နော်နိုင်ငံတော်ဖွဲ့စည်းအနေနဲ့အဲ့ဒီမူဝါဒပြောင်းလဲချမှတ်ခြင်းကညတော်အပြည့် နိုင်ငံအတွက်လိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့ပြထန်းတာဖြစ်ကြောင်းတင်ကမဟာဗျူဟာလေးလာရေးအဖွဲ့မှာဒရိုက်တာဦးသိန်းထုံးကစေနာသတင်းဌာနကိုပြောပါတယ်အဲ့ဒါကတော့ဥပဒေတစ်ခုကဒီတော့လိုအပ်လို့ထုတ်ပြန်တဲ့အခါမှာဒီဥပဒေနဲ့ပတ်သက်လို့ဆိုတာတော့ဥပဒေနဲ့ညီညွတ်တဲ့အခါမှာဖြစ်ပြနေတာလည်းဆိုတာအဲလိုမျိုးရှိကြတာပဲဒါကတော့ဟိုလိုအပ်လို့လုပ်တဲ့အခါမှာဒါကြီးကတော့ဖြစ်မနေကြုံတွေ့ရမယ်ဒီလိုဆိုကြပေါ့အဲ့ဒါကလည်း ပြောတော့မရဘူး။ဘာကြောင့်လဲဆိုတော့ဥပဒေတစ်ခုဒီအမြန်အကုန်လုံးကို100%ပေါ့တရားရရင်လုံးသွားချုံလုံးလုံးကောင်းအောင်လုပ်ပြီးပါမယ်ဆိုရင်ခင်ဗျာမရှိဘူး။ညတော့ဆင်းရတော့နိုင်ငံတော်ဘယ်အပိုင်းညာယူကြည့်ကြည့်အဲ့ဒီချက်ပါကောက်ကိုလုပ်တဲ့ခါမှာခုနပြောတဲ့တော့ virus ဆိုတဲ့ရတဲ့ရှိရပါတယ်။အဲ့ဒါလည်းဒီဥပဒေတစ်ခုကြောင့်ဆန်းတဲ့အချိန်ကျွန်တော်တို့ချင်းကဖြစ်ပြီးဖြစ်တာရှိတဲ့တဘောတရားပါပဲ။နိုင်ငံကူလက်မှတ်ကထိုင်းနဲ့မြန်မာနှစ်နိုင်ငံအတွက်ဒါအသုံးပြုရမယ်ဆိုတဲ့ကန့်သက်ချက်ဟာဘယ်နိုင်ငံမှာမှာ ချိန်သုံးဆောင်ရွက်တာမရှိပဲထိုင်းအောင်မြန်မာရွှေပြောင်းအလို့သမားတွေအပေါ်မှာဒါကန့်တက်ခြင်းဟာမတင်လို့တဲ့ကိစ္စရလို့ရွှေပြောင်းအလို့သမားကြီးဆောင်ရွက်ပေးနေတယ်ဥအောင်ကျော်ကစီရင်နာသတင်းဌာနကိုပြောပါတယ်ဟင်းဒါကဟိုရေနေငောမမကျွန်တော်မချင်းသုံးတဲ့ကိစ္စပေါ့အဲ့တော့ဒီမှာတခုပေါ်မှာအိုးနိုင်ငံတခုတည်းဆိုမြန်မာပြန်ချင်းပြောရှိတယ်မျိုးอ่ะကျွန်တော်တို့တိပြလောက်ကဘယ်နိုင်ငံမှာမှလည်းအဲ့လိုမျိုးသူသူပြင်တတ်တတ်မျိုးရှိတယ်မျိုးအခုကျွန်တော်တို့မြန်မာနိုင်ငံသားတိုင်းတိုင်း ဒီအားလုံးဖြစ်ကြောင်းတဲ့နိုင်အားလုံးတက်ရက်ကဆိုတာကလုံးဝမတင်ပြီးတော့ဆက်ချက်တစ်ခုလည်းမတင်ဘူးမှာလည်းဟုတ်တယ်မြန်မာနိုင်ငံမှာရွှေပြောင်းအလို့သမား CI စာအုပ်ကင်ထားသူတွေကတော့အစိုးရရဲ့ကန့်သတ်ချက်တွေပြန်လည်ဖြေလျှော့ပေးဖို့မျှော်လင့်နေကြပါတယ်။အလားတူ CI စာအုပ်ကင်ထားတဲ့မြန်မာရွှေပြောင်းလုပ်သားတွေကလည်းအစိုးရကဘာအတွက်ကြောင့်အခုလိုကန့်သတ်လာခြင်းကိုသိအောင်အဖြေရှာပြီးနောက်ကန့်သတ်ချက်တွေဖြစ်ပေါ်လာစေမယ့်အခြေအနေတွေကိုရှောင်ရှားသင့်တယ်လို့ထောက်ပြကြပါတယ်။